ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အမေ၊ဒါအရန်ကောင်းတဲ့ခရမေ။ဒါကအမေတခါလိမ့်လိုက်တာနဲ့ညနာပေါ်ကအရေးဆောင်တွေအားလုံးကရန်နေငယ်ကျွန်းမှာပျောက်သွားလိမ့်မယ်။ကောင်းပြီ။ဒါဆိုတဘူးရဲမဟုတ်ပဲခရင်နဘူးပေးပါ။ဒါနဲ့အဲအရီကဘယ်လောက်လဲ။အမေ၊ရူပီ315ပဲကြမယ်။ဒီနဘူးကအုံမင်းရုံမှုကိုစန့်ကျင်တဲ့အလှကောင်ခရင်တွေပါ။ ကောင်းပြီခနာလေးအမေပေးပါမယ်ငါရဲ့ပတ်စံအိတ်ထဲမှာရူဘီ300ပဲရှိတယ်အခုဘာလုပ်ရမလဲကျမရဲ့အိမ်ကဒီနားလေးတွေမှာခရင်ကိုတော့နောက်မှယူတော့မယ်အခုတော့အမေကြံနာလေးပေးလိုက်ပါမယ်အမေယူပါဂျီရူဘီ15ကိုဂျာဗမက်သမီးသမီးကအမေကိုတော့မသိဘဲနဲ့ပတ်စံကိုဘာလို့ပေးရတာလဲအန်ဂျီအခုပဲကျမတို့ကတည်သွားပြီလေဂျီလိုပါအမေ ကျမနာမည်ကအစွေတီပါ စိတ်မပူပါနဲ့ MAD green ကိုကြိုက်မကြိုက်ကိုပဲကျမကစောင့်ကြည့်နေတာအဲဒါကြောင့် ruby 15လောက်ကတော့ကျမအတွက်အရေးမကြီးပါဘူးအမေနောက်မှကျမကိုပြန်ပေးလိုက်ပါတမီးလေးအသက်ရကြောရှိပါစေဒါနဲ့တမီးကဗမာနေတာလဲအမေတမီးနဲ့နောက်တစ်ခါချက်တွေ့ရင်ဘယ်လိုလုပ်ရမှာလဲအမေကလည်းတမီးကိုပတ်စံပြန်ပေးအောင်ပါလေခဏလေးအန်ကြီးကျမရဲ့ဖုန်းနံပါတ်ပေးလိုက်မယ်အန်ကြီးရဲ့အိမ်လေးစာနဲ့ဖုန်းနံပါတ်ကိုလည်းပေးနော် အခုအကြောင်းပြချက်နဲ့ကျမလာတွေ့ပါမယ်။ကျမတို့လည်းတွေ့ရတာပေါ့။ဟုတ်တယ်ဒါဆိုအဆင်ပြေတယ်။15သမီးနံပါတ်ရေးထားလိုက်ပါ။ဆိုမီထရာက သူမရဲ့သားနဲ့ချွေးမဖာရှာနဲ့အတူတူရက်အနီးနားမှာရှိတဲ့ရက်ွက်လေးမှာနေထိုင်ပါတယ်။ဆူမီထရာရဲ့ချွေးမဗာရှာကစင်းရဲမိသားစုကလာတာပါဒါကြောင့်မိဆူမီထရာက သူမကိုမကြိုက်ပါဘူးသူမရဲ့သားကိုလည်းပြန်လဲပြီးတော့လက်ထပ်စီခြင်းနေပါတယ် ဒါကြောင့်ပဲသူမကချမ်းသာတဲ့မိသားစုကမိန်းကလေးတယောက်ကိုရှောက်ဖေးခဲ့ပါတယ်။ဖာရှာကတော့ကာရှင်းမှုအတွက်ကိုညှင်းဆော်ခဲ့တယ်။သူမကအရန်ယူသားပြီးတော့ဆင်းရဲတဲ့မိသားစုကပါ။ဒါကြောင့်မလို့သူမကသူမရဲ့ခမကို ပြန်လဲလက်ထက်ချင်းရင်လက်ထက်နိုင်ကြောင်ပြောခဲ့ပါတယ်။ခင်မိုးရဲ့အိမ်မှာပဲဘလို့ပဲနေစဉ်သည်ဖြစ်စေနေထိုင်မှာပါ။အခုကသူမအကူညီမဲ့နေတယ်။ဒါပေမဲ့လည်းသူမကတော့အဲ့ဒီအိမ်ကနေမထွက်ခွာသွားနိုင်ပါဘူး။သူမကဘယ်ကိုသွားရမလဲ။ သူမကအမြဲတမ်းဒီလိုအကူအညီမဲ့တဲ့နေရက်တွေမှာပဲကုံဆုံးနေရတယ်။ဖာရှာ။အိုးဖာရှာငါရဲ့ဧည့်သည်တွေရောက်လာတော့မယ်။ပန်နီးယာကို အမြဲတမ်းပြင်ဆင်ထားပါ။အဲ့ဒီစကားကိုကြားလိုက်ရတော့ဖာရှာက အမေကြီးနားကိုလမ်းလျှောက်လာပါတယ်။အမေဘသူရဲ့အင်ယိုလာမလဲ။ဘသူမှဖုန်းမခေါ်သေးပါဘူး။ခုနကအမေဘာပြောတာလဲ။ငါပြောချားတယ်လို့ပဲလုပ်ပါ။ရာဗီတာရုံးကိုနည်းနည်းနောက်ကျမှသွားလိုက်ပါ။ အမေသားကိုတရရောက်နဲ့မိတ်ဆက်ပေးအောင်မယ်ကျွန်တော်သိပါတယ်အမေအမေကထက်ဆနေပြန်ပြီအိမ်ကိုလာတဲ့သူကမိန်းကလေးတရရောက်ပဲဖြစ်ကမယ်ကျွန်တော်အမေကိုပြောပြီးပြီလေကျွန်တော်ထပ်ပြီးတော့လက်မထက်တော့ဘူးလို့အမေကိုဘယ်နှခါပြောရမလဲတားကအမေကိုအမြဲတမ်းမကောင်းတဲ့စကားပဲပြောနေတယ်တကယ်လို့တားကလက်မထက်ဘူးလို့ညင်းမယ်ဆိုရင် အမေရဲ့အသက်ကိုစွန့်ပစ်လိုက်မယ်အခုတားအမေကိုချစ်သေးလားမချစ်ဘူးလား ဆူမီထရာစကားပြောနေတော့မှပဲဆွီတီကအိမ်ကိုရောက်လာပါတယ်။မင်္ဂလာပါအန်ဂျီနေကောင်းလား။အိုးလာပါလာပါသမီး။အိမ်ရှာရတာအခက်အခဲရှိခဲ့လား။မရှိပါဘူးမရှိပါဘူးအန်ဂျီဆွီတီကအမေကြီးကိုပြောလိုက်ပါတယ်။ကျမကားကိုအပြင်ဘက်တကားနာမှာရထားခဲ့လို့အခက်အခဲမရှိခဲ့ပါဘူး။โอ้မဟုတ်ပါဘူးမဟုတ်ပါဘူးဘာအခက်အခဲရှိနိုင်မှာလဲလာပါဒီမှာထိုင်ပါ ravi ာဒါကဆွေတီပါ သူကအယမ်းချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ပေါ့ဆူမီထရာကဆွေတီကိုချွတ်ချွတ်တသားစကားပြောခဲ့ပါတယ်သူမကဆွေတီကိုအိမ်ကိုခဏခဏခေါ်လေးရှိတယ်လို့ရာဗီကိုလည်းသူ့ရဲ့အိမ်မှာတွေ့ခွင့်ပေးခဲ့ပါတယ်ရာဗီမှလည်းလွန်ဆန်နိုင်တဲ့အင်အားမရှိခဲ့ဘူးသူသာဒါရီယာလုံးကိုညှင်းဆန်နေမယ်ဆိုရင်ဆူမီထရာကသူ့ကိုသူတခုခုလုံးမှာပါနားထောင်ပါကျွန်မဒါပဲပြောမယ်အမေကြီးကိုတခုခုဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ညောင်စလုံးတောင်းဝင်ရှိလိမ့်မယ် ုံဆွေတီနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါ အမေကြီးကဆွေတီနဲ့သူကိုယ်တိုင်စကားပြောပါလိမ့်မယ်ဆွေတီကလည်းဒီလက်ထပ်ပွဲကိုချက်ချင်းသဘောတူခဲ့ပါတယ်အန်ဂျီအန်ဂျီကိုကျမသိပါတယ်အန်ဂျီဖာရှာကအိမ်မနေတာကိုမပြောဘူးဒါပေမဲ့စိတ်မပူပါနဲ့ကျမမှပတ်စံအများကြီးရှိတယ်နောက်ဆိုကျမတို့နှစ်ယောက်စလုံးကစိန်ခံပြီးတော့ပျော်ပျော်ရွှင်ရွှင်နေကြမှာပါဒါပေမဲ့တခုတော့ရှိတယ် ်အခုကစပြီးသမီးနေနဲ့အန်တီကိုအန်တီကြီးလို့မခေါ်ဘဲနဲ့အမေကြီးလို့ခေါ်ရမယ်အဲဒီလိုနဲ့ပဲရာဗီနဲ့ဆွီတီကလက်ချက်ပြီးတော့ဆူမီထရာကလည်းသူမရဲ့အချွေးမဗာရှာအတွက်ပထွေးတူးကိုခေါ်လာခဲ့တယ်။ဆူမီထရာချင်ထားတဲ့လိုအခြေအနေတွေက ဖြစ်မလာခဲ့ပါဘူး။ဆွီတီကအယောက်ချင်းမပဲသူ့ရဲ့အစစ်မှန်အရာကိုပြသခဲ့တယ်။ဟေးဒီအိမ်ကဘာလို့အခုထိပေပွားနေရတာလဲ။အိမ်မှာအိမ်ကိုမရှိဘူးလား။မရှိပါဘူးဆွီတီ အိမ်သက်ရှင်အားလုံးကိုကျမကိုရိုင်းလုပ်ရပါတယ်။ဒါဆိုအမေကြီးကအခုချိန်ထိဘာလုပ်နေလဲ။ကျမတငယ်ချင်းတွေကကစ်တီပါတီအတွက်လာကြတော့မယ်။အမေကြီးကိုအလောက်ကူလောက်ခိုင်းလိုက်ပါ။ဒါမှအလောက်တွေမမြန်ပြီးမှာပေါ့။ဒါပေမဲ့ဆွေတီကျမအမေကြီးကိုဘယ်တော့ကားမှအလောက်မခိုင်းဘူးဘူး။အန်ဂျီရဲ့အသက်အရွယ်ကိုလည်းကြည့်ပါဦး။ဒီအသက်အရွယ်မှာဘယ်လိုလုပ်အိမ်မုကိစ္စတွေလုပ်နိုင်မှာလဲ။စိတ်မပူပါနဲ့။ကျန်နေသေးတဲ့အလောက်ကိစ္စတွေအားလုံးကိုကျမတယောက်တည်းလုပ်ပါမယ်။ ဒါဆိုပါလေအမေကတတောင်းတတာထိုင်ပြီးတော့ရိုတီရီကို စားဖို့ပဲလားကျမတခါတက်လေအမေကိုခေါ်တာပါအမေအမေဘာဖြစ်တာလဲဆွေတီဆွေမငါကိုခေါ်တာလားဘာရှာကနင်းကိုတခုခုပြောလိုက်လို့လား तू ဘသူနာမည်ကို ပြောနေတာလဲဘာဖြစ်လို့ငါကိုစကားလာပြောရဲတာလဲအမေကျမအမေကိုခေါ်နေတာတပြက်စီးကိုမြ мян ဆွဲပြီးအိမ်တိန်လုံးကိုတပြက်စီးလဲလိုက်ကျမတငယ်ချင်းတွေလာတော့မယ် အင်တအင်လုံးမှန်တစ်ချက်လိုတောက်ပြောင်နေစေခြင်းနဲ့အမေခုလိုထိုင်နေရင်အိမ်မုကိစ္စတွေဘလို့ပြီးမှာလဲနင်ဘာတွေပြောနေရလဲဆွေတီချွေးမဖာရှာချွေးမလေးရောက်လာတဲ့အချိန်ကစပြီးငါ့ကိုဘယ်အိမ်အလုံးမှမထိစေတော့ဘူးငါကအိမ်အလုပ်တွေကိုမလုပ်ခဲ့တာဆိုရင်အချိန်တော်တော်ကြာပြီမိတောင်မိနေပြီအဲ့ဓာရီအမေပဲလှုပ်လိုက်ပါ အမေအခုချက်ချင်းလှုပ်လို့ရတယ်ငါစကားနားမထောင်မဲနဲ့ ဂလန်ကစားမလို့ပဲအခုပဲအိမ်လုပ်တွေကိုတိတိစိစိလုပ်လိုက်ဒီအိမ်မှာဘသူမှဒီလိုထိုင်ပြီးနေလို့မရဘူးဆူမီထရာရဲ့အတွေ့အကြုံမှာပျောက်ဆုံးနေပါတယ်သူမှသာကိုယ့်ရဲ့ခြေထောက်ပေါ်ကိုပြင်းမိပြီးတော့ streak လောက်ခဲ့မိပါပြီဖာရှလိုချိန်မတယောက်ရှိနေတာတော့မှသူမကဆွေဒီလိုမိန်းကလေးတယောက်ကိုချိန်မအဖြစ်ခေါ်ခဲ့မိတယ်ဘသူကြောင့်ဒီအမေကြီးကဒီအတွက်ရယ်မှာအိမ်မူကိစ္စတွေကိုလုပ်နေရပါတယ်အမေကြီးကအိမ်လုံးမလုပ်တာကြာပြီဖြစ်တာကြောင့်မလို့အလုံးလုံးတိုင်းလွဲချော်မှုတွေဖြစ်နေပါတယ် ။ဘာဖြစ်တာလဲဆွေကြီး။နေရဲ့အိမ်ကိုနေအောင်စလုံးကလုံးဝအသုံးမဝင်ဘူး။သူတို့ကအိမ်လုတ်ကိုဘလို့လုံးရမလဲဆိုတာမသိဘူး။အခုဒီအိမ်ကူဖွားကြီးကငါရဲ့စာရီကိုအစွန်ဖျားပေါ်မှာပဲဟင်းတွေဖိတ်ကြသွားတာကိုနင်မြင်လား။ခဏလေးခဏလေးငါအခုပဲသူ့ကိုဆုံးမလိုက်မယ်။အမေဘလို့တော့ဖျက်ဆီးပြီးတော့လုံးရတာလဲ။အခုကျမတငယ်ချင်းအစာရီကိုဖျက်ဆီးရတယ်။အခုတော့အမေဘိုက်စာနေလိုက်မယ်။အဲ့ဒီတော့အပြစ်ပေးတဲ့အနေနဲ့ တနေကုန်ဘာမှစားရမှာမဟုတ်ဘူးနော်အဲ့ဒါကအမိကိုအပြစ်ပေးခြင်းပဲရာဗီက အပြင်ကိုထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့ဆွေတီကဆိုမီတာနဲ့ဗိုင်ရှာတို့ကိုအများကြီးနှိပ်စက်ခဲ့တယ်ဆိုမီထရာကအိမ်မှုကိစ္စတွေလုပ်နေရင်းနဲ့ဗိုက်စာပြီးတော့အရေးလဲအတော်စားနေခဲ့တယ်အဲ့ဒီချိန်မှာပဲဗိုင်ရှာက အမိအတွက်အစားအစာကိုတိတ်တိတ်ဆိတ်ယူသွားခဲ့တယ်အမေကျေးဇူးပြုပြီးဒီအစာကိုယူလိုက်ပါနေပါပဲဒါပေမဲ့ဗိုင်ရှာချွေးမလေးဒီစားစာကနင့်ထွက်ပဲလေ အဲ့ဒါကိုသမီးကအမေကို ပေးနေတာလားဒါဆိုရင် သမီးကရောပါစားမှာလေအမေ ကျမမစားပါဘူးအမေကကျမကြအစားစားပို့လိုပါတယ်ပြီးတော့အမေသွေးတိုးဆေးကိုလည်းတောက်ရအောင်ပါလေမဟုတ်ဘူးလားအဲ့တော့အမေဒီအစားကိုစားတဲ့နေငါအကြီးအကျယ်အမားလုံးမိပြီငါရဲ့ချွေးမရဲ့ရှင်သားကိုခေါ်လာခဲ့မိပြီအိုးဖခင်တခင်ကျေးဇူးပြုပြီးငါရဲ့အမားကို ခွင့်လွှတ်ပေးပါ ါရှာချွေးမလေးစိတ်မပူပါနဲ့ငါအမားလောက်ခဲ့ရင်ငါပြန်ပြင်လိုက်မယ်ငါဆွေကြီးကိုဒီအိမ်ကနေမှမထုတ်မချင်းအနားယူမှမဟုတ်ဘူးဆွေကြီးကတော့ဆူမီထရာရဲ့စကားတွေကိုခုနားထောင်လိုက်ပြီးတော့အဲ့ဒီစကားကိုကြားတော့ဒေါသတွေထွက်သားခဲ့တယ်အမေဘာပြောလိုက်တာလဲငါကိုအိမ်ကနေမောင်းထုတ်မယ်ငါကပဲနင်တို့နှစ်ယောက်စလုံးကိုဒီအိမ်ကနေမောင်းထုတ်ပြစ်မယ်ဒီအိမ်ကငါအိမ် အခုကစပြီးရာဗီနဲ့ငါပဲဒီမှာနေထိုင်မယ်။နင်တို့လင်မယားနှစ်ယောက်ကလွဲလို့ငါတို့လင်မယားနှစ်ယောက်ကလွဲလို့ဒီအိမ်မှာဘသူမှနေလို့မရဘူး။ရာဗီမလာခင်မှာနင်တို့နှစ်ယောက်စလုံးဒီကနေထွက်သွားကြ။ငါနင်တို့မျက်နှာကိုတော့မမြင်ချင်ဘူး။ထွက်သွားကြ။အဲ့ဒီချိန်မှာပဲရာဗီကသူမနဲ့အတူရောက်လာတယ်။အဲ့ဒီနေရာမှာရဲတွေလည်းရှိနေပါတယ်။မစ္စတာရာဗီဒီမိန်ကလေးအကြောင်းကိုခမရအချိန်မှအတိပေးခဲ့တဲ့အတွက်ကျေးဇူးပါ။ မဟုတ်ရင်ခမရဲမိသားစုတစ်ခုလုံးအနေရှိနိုင်တယ်။အမေဒီမင်းကလေးရဲ့နာမည်ကချန်တီပါ။စွီတီမဟုတ်ဘူး။ကျွန်တော်ဒီမနက်သတင်းစာထဲမှာသူ့အကြောင်းဖတ်လိုက်ရတယ်။သူကတခိုးတယောက်။သူကအမေတို့နှစ်ယောက်စလုံးကိုအိမ်ကနေထွက်သွားစေပြီးတော့ဒီမှာပဲတယောက်တည်းနေစင်တာ။ဒါမှဒီအိမ်ကိုသူ့နာမည်နဲ့ယူပြီးတော့ပတ်စံတွေအလုံးကိုစုဆောင်းပြီးဒီကပြေးနိုင်ပါလေ။ဒီနေ့လာတဲ့သူ့တငယ်ချင်းတွေကလည်းတခိုးတွေပဲ။ရဲတွေကလည်းသူတို့ကိုဖမ်းဆီးထားတယ်။ အဲ့ဒါပတ်စံတဲ့ပိုင်းဆိုင်မှုတွေကိုသူတို့နာမည်နဲ့ယူပြီးတော့ထွက်ပြေးနေတဲ့ဂိုင်းတစ်ခုလုံးပဲမဟုတ်ရင် အမေကိုယ်တိုင်စဉ်းစားကြည့်ပါအမေကိုဘဲကမှမသိတဲ့မိန်းကလေးတယောက်က ခရင်အတွက်ဘာလို့ပတ်စံပေးมาလဲပြီးတော့ဒုတိယအင်တာဗျူးဖို့ကို ရုတ်တရက်ဘာလို့သဘောတူมาလဲအမေအမေအကြီးကျယ်အမှားလုပ်ခဲ့တာကံကောင်းလို့ဆွေတီနဲ့ကျွန်တော်လက်ထပ်ပြီးဘာမှဖြစ်မသွားတာရဲရီမာကတော့မှတ်တမ်းရှိမှာပေါ့ မဟုတ်ရင်အမေအမားကြောင့်ကျွန်တော်ပါထောင်ကျသွားနိုင်နေနော်ခွင့်လို့ပါ Ravi တာဝါရှာထွေးမအမေတားရဲ့ဘွားကိုပတ်စံကြောင့်လောဘကြီးပြီးဖြက်စီးပြစ်မိတော့မလို့ပဲစစ်စေးရင်မူကြီးငါတားရဲ့ဘွားကိုပတ်စံကြောင့်လောဘကြီးပြီးတော့ဖြက်စီးမိတော့မလို့စစ်စေးရင်မူဒီဆွေဒီကအရန်ဆိုးတဲ့မိန်းကလေးပဲသူဘာရီလောက်ခင်လဲဆိုတာကြည့်ပါအောင်ငါရဲ့ဝါရှာချွေးမလေးကအရန်ကောင်းပါတယ် ူမကဇကဘာလုံးမှာတယောက်တည်းရှိပါတယ်။အဲ့ဒါကငါ့ရဲ့ဘာရှာချွေးမှာပါ။အခုနင်းချောင်းထဲမှာအပြစ်ဒဏ်ခံရမှသာငါစိတ်နှလုံးအေးချမ်းမယ်။ဆူမီထရာကသူမရဲ့အမကိုသိရှိသွားပြီးနောက်မှာတော့သူမကသူမရဲ့သားနဲ့ချွေးမကိုပွေဖန်ခဲ့ပါတယ်။သူတို့တွေကလည်းစွီတီနဲ့သူမရဲ့တငယ်ချင်းတွေကိုထောင်ထဲပို့ပြလိုက်ကြပါတယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်